နေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းညနိုင်ငံတကာသတင်းများကိုပို့ဆောက်ထုတ်စုစည်းတင်ဆက်ထားတာပါဒီနေ့ဆိုလည်းအလောက်တော်မှာအဖူကြီးတယောက်အသက်ပဲ60ကျော်နေရောက်တာကြာပြီလားလို့မေးလိုက်တာတနှစ်ရှိပြီတဲ့ဘယ်မှနေတာလဲလို့နေပြီးတော့တက်ကုန်ပါလားအားရဖန်းနေတဲ့စစ်တပ်တွေတဲ့ရာလို့ကိုယ်ကမျက်လုံးပြူသွားတယ်ရာ ဟာဦးလေးဦးလေးတက်ရွယ်နဲ့စစ်တက်တယ်ရရီကစစ်တက်တယ်ဆိုတော့ဟုတ်ပါမလားကျွန်တော်44နှစ်တော့စစ်တက်ကမခေါ်တဲ့ဥစ္စာအဲ့ကောအာသူကကိုလေကိုကလည်းတင်းသွားတယ်မဟုတ်တာတွေပေါက်ကြရတယ်ပြောတာဟုတ်လားအဲ့လိုမျိုးလေမဟုတ်ဘူးလေဦးလေးလို့ဦးလေးအသက်ရွယ်တဲ့အရလို့စစ်တက်ကစစ်တက်ခေါ်တဲ့ဥစ္စာအသက်ရွယ်ကျွန်တော်တို့အသက်ရွယ်တော်မှာလား44နှစ်ကစစ်တက်ကမခေါ်ဘူးကျွန်တော်လာမယ့်နေ့ပြန်တော့မှာလို့အဲကျွန်တော်တို့ဟောစကားနဲ့အတင်ကြဖြစ်နေတယ် င်းစားတယ်ဩအတွေးခေါ်တော်တော်တိမ်ပါလားအတွေးခေါ်တော်တော်တိမ်ပါလားလို့အစင်းဆုံးပြောရင်လို့ခင်ဗျားတို့ကုလေးတို့ပေါ်တာဆွဲတယ်ဆိုတာလို့ခင်ဗျားတို့ပေါ်တာမဟုတ်ဘူးလို့နိုင်ငံကိုစူပူအောင်လုံနေလို့စူပူအောင်လုံနေလို့ခင်ဗျားတို့လိုက်ဖမ်းရတာအဖိုးရညင်ကြအောင်အခုလို့ကျွန်တော်တို့နိုင်ငံမှာနော်ပထမဆုံးအပတ်စဉ်တက်ပြည်သူစစ်အဲမဟုတ်ပါဘူး sorry အပတ်စဉ်တဲ့ဟာလာပြည်သူစစ်မှုထမ်းဥပဒေပေါ့နော်အပတ်စဉ်တဲ့ကအခုသူတို့ပြီးပြီးတော့မယ်ပြီးတော့ပြီးသွားလာမသိဟမ်ဟိုတနေ့ကကျွန်တော်တွေးလိုက်တယ်နှစ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 ်လားတောင်းဝန်ထမ်းဆောင်ကျွန်တော်တို့လေးလိုက်ဘောကအားလိုက်ဘောကပေါလို့ပေသာပြောတဲ့စကားတွေကိုယုံအခုဒီ2021ကနေပြီးတော့ဖြစ်သွားတဲ့ဟာလာလူလူအောင်ကြွားမှုပါ ဘလူအတွက်ဖြစ်သွားတာပြန်စင်းစားကြီးသေးချာဟမ်ဒီလူတို့အောင်ကြောင်မှုဖြစ်သွားတာဘလူအတွက်ဖြစ်သွားတာဟမ်တပါတီအာနာစင်စနစ်အသက်သွင်းမလို့နားလဲလားဟမ်အန်အေဒီပါတီကတပါတီအာနာစင်စနစ်အသက်သွင်းတာဟမ်ကျွန်တော်ပြောတာအချိန်မောမနေဘူးမြန်မာနိုင်ငံမှာအဲ့ဒီအချိန်ကပါတီပေါင်း190ကျော်ရှိတယ်ဗျာနော် သလုံးပါတီအများကြီးရှိတာခမရတို့ပါတီတပါတီရဲ့ပဲဟမ်မဲအများဆုံးခမရတို့တော့ဒီမဲသမတမာမှုတွေမဖြစ်ခဲ့ရင်တော့ခမရတို့မဲနိုင်တယ်ဗျာသိလားသူတို့ကဘယ်လိုပြောရလဲဆိုတော့ကြောက်ကြက်ပြီးတော့သိလားဟိုးပေပေသွားပြီးတဲ့လူတွေအတွက်လည်းတခါမဲကပြန်ထဲလာတာဒါမျိုးတွေအနေနဲ့ရဲရဲမာတွေဖြစ်လာတယ်ဟမ်ယူယူကိုင်းတော့မှလှအောင်မယ်သူတို့က တို့ဟာဖင်လန်ကားလိုက်တာသိလားပြောအမေဆိုအစင်းဆုံးပြောရင်မပြစ်မနေမဲဘယ်လိုပြောမလဲပါတီအနိုင်ရမယ်ဆိုတော့ပုံစံကြီးတို့ဟာအစိမ်းမှလုံးဖို့တိုင်းကြီးကိုဖျက်ဆီးဖို့တော့ပလန်နေရအကောလုံး ready လောက်ထားတာဘွားကြီးဒါတွေကိုနော်ဒီဟာလာတော်လန်ကြီးခေါင်းစဉ်တက်နေတဲ့ငမြောက်ကြောက်တွေဘာမှမသိဘူး အခုပေးလေကိုသေခြင်းဆုံးနဲ့ပေးတာပေးကြအောင်ကျွန်တော်တို့ပြောတာဟုတ်လားနှစ်ပေါင်းဟို2021ကလေးကကျွန်တော်တို့ပြောလားဟမ်တနေ့နေ့တစ်ချိန်ချိန်ကြရင်ဒီလိုအတုံးသိအစင်းလင်းခံရမယ်ကျွန်တော်တို့အသိပြီသားငကိုလည်းအသိဟိုအစတယ်ကျွန်တော်ပြောတယ်နော်မင်းတို့အလွန်ဆုံးခံနိုင်ငါးနှစ်ပဲသိလား မင်းတို့ဆင်းနေကြုံတွင်းသလို twin လိမ့်မယ်ဦးမင်း online ကဆင်းနေကြုံတွင်းသလို twin လိမ့်မယ်လို့ပြောခဲ့တာဟုတ်အလေကားပြောခဲ့တဲ့ဇကားတွေမဟုတ်ဘူးအဲ့ဒီဆင်းနေကြုံတွင်းသလို twin လိမ့်မယ်ဆိုတဲ့ဇကားရဲ့နောက်နောက်ွယ်မှာအတိပဲအများကြီးပြန်လို့ရတယ်ဟုတ်လားကျွန်တော်ကအဲ့ဒီချိန်တော့လာရနေ့အချိန်ကြီးကျွန်တော်အရာကိုအကျယ်ကြီးမပြောခြင်းအဲ့ဒီပုံစံတိုင်းပဲလေဆင်းနေကြုံတွင်းသလိုပဲ ဟမ်အစာလေးနဲ့မြားလိုက်ခြောက်လိုက်ဟောက်လိုက်လုံပြီးတော့ဟမ်ဘုံမျိုးလေးပေးပေးသိမ့်လိုက်ဒီမျိုးလေးပေးသိမ့်လိုက်ဟမ်စစ်ကိုကစားသွားတာအဲ့ဒါအလဲခါကစားတာမဟုတ်ဘူးဟမ်အဲ့ဒီဟိုပါလေ2022 2023 2024အထိဟာဒီဘက်ကမျိုးသားကြီးဆိုတဲ့ပုံကိုယ်တွေရောအမလေးကျွန်တော်ဖုန်းတွေထိုးထိုးလာပြီးတော့ဦးမေအွန်လိုင်းကိုပေါက်ွယ်တာကျွန်တော်ကမင်းတို့ ဟွာငါငါ့ကိုတော့ပေါက်ကွေပြောကြဆဲကြရတယ်ဒါမဲ့မင်းတို့ online မှာတက်ပြီးတော့မခံမရမ်းနိုင်တဲ့စကားတွေနဲ့ကိုယ့်ရဲ့စကားတခွန်းဒါမှမဖြစ်ဘူးကျွန်တော်ဆုံးမခဲ့ရတယ်လူပေါင်းမနေဘူးတဲ့လူရောက်ပေါင်းမနေမင်းတို့စောင့်ကြည့်ကျွန်တော်အကျွင်းပဲယုံဒီလမ်းစဉ်ကိုဒီလိုရောက်လာမယ်ဆိုတာကျွန်တော်သိပြီဒါငမိုတဲ့သိတယ်ကျွန်တော်သူ့ရဲ့ view ကဘယ်လိုလာမလဲဆိုတာကျွန်တော်သတ်ပြီအစင်းဆုံးပြောရင်အဲ့ဒီလိုမျိုး မပေးခဲ့လို့လည်းမရဘူးကျွန်တော်တို့ကျွန်တော်ခန်းကားပြောတယ်ကျွန်တော်တို့မြန်မာနိုင်ငံကကမ္ဘာရဲ့အပြင်ဘက်မှာနေတာမဟုတ်ဘူးဟုတ်တာလားကမ္ဘာကြီးနဲ့ချိတ်ဆက်ပြီးတော့နေတာကျွန်တော်တိုင်းမှာပန်ငင်းတမငင်းစီတဲ့တိုင်းကြီးတွေအများကြီးရှိဆိုတော့တမတော်ရဲ့ဂုံသိက္ခာနော်ဦးမေဝင်းတို့ဦးစောမောင်တို့ဦးတန်းဆွေတို့လက်ထမှာဘလောက်ဒီ ကျွန်တော်တို့ရဲ့တက်မတော်ဂုံသိက်ကကြားဆင်သွားတယ်လေအဲ့ဒါနော်ဒီဂုံသိက်ကကိုအဖတ်ဆင်ဖို့တော့ဦးမြောင်းလိုက်မှာ control တွေလို viewer တွေလို့ပဲအခုခင်းသွားတာကြီးအဲ့ viewer ကိုခင်းချသွားတာကျွန်တော်ထင်တယ်နော်တကယ်ပြောတာဒီလူတို့အောင်ကြွားမှုကလေအနည်းဆုံးလူနှစ်သန်းလောက်ပြိမယ်လို့ကျွန်တော်တွက်ထားတာကျွန်တော်ပြောတာအချိန်မောမနေဘူးအဲ့စကားကိုအခုမှပြောတဲ့စကားမဟုတ် တယ်လားအချိန်ဘောမနေဘူးကျွန်တော်ပြောခဲ့တာဒါပေမဲ့ဥမေယောဥမေယောအွန်လိုင်းရဲ့ view ဟာမဟာ view ဟာမြောက်တယ်လားမင်းတို့ဘာလုပ်လဲသူလုတ်ချင်တဲ့အလုပ်ကိုသူရောက်အောင်လုပ်ခဲ့တယ်နော်တကြံလုတ်ချလိုက်တာပဲဘယ်ကောင်ကယူဆိုင်ဟမ်တနှစ်ပြီးတနှစ်တနှစ်ပြီးတနှစ်ဖယားပွဲတော်တွေလုတ်ချတာပဲဟင် မင်းတို့လူတို့အောင်ကြောင်းမှုရမင်းတို့ဟာလာတပါတီအာနာစင်စနစ်အသက်သွင်းမှုတာမင်းတို့ပြောနေတယ်မြန်မာနိုင်ငံမှာကြည့်အခုဟုတ်လားလွယ်ကရုံးဆိုလဲလွယ်ကရုံးဆိုတာကျွန်တော်တို့ဒဇောင်းတိုင်းပေါ့နော်ဒဇောင်းတိုင်းဆိုလဲအနေနဲ့အရရကကြိတ်ကြိတ်ဒူစီကမင်းတို့တပါတီအာနာစင်စနစ်အသက်သွင်းမဲ့လူတစုစောက်ပဲနိုင်ငံမှာဆေးရီတိုင်းထွားပြီးတော့ဟမ်ကိုလူကိုစပီအောင်လုံးရတာနဲ့ဒီလူကိုစပီအောင်လုံးရတာနဲ့ ဟမ်အခုတွေ့လားမင်းတို့စပီးအောင်လုပ်ခဲ့တာမင်းတို့ဟိုမှာဟိုတစ်ချိန်တော့ဟမ်ကြောင်းမတော့နဲ့ကြောင်းထွက်ဟလားယုံမတက်နဲ့ယုံထွက်ဟာသူတို့ခမားတို့ဟလားဟိုစီရီယံလုံးကြပါဟာဘယ်နေရာမှာဘာတွေဘလောက်ဒီကြိုးစုံနေပါပြီဘာညာပြောခဲ့တဲ့လူတွေအခုဆိုင်းဘုတ်လေးကြိုင်ပြီးတော့ဟမ်ယူကော့ဝဲအတွက်ဟာလာဝိုင်းဦးမဲထဲကြဆိုလို့ဟမ်အကောလုံးကလေဒီလိုပဲဒီလား အနေအနေစား6ဘူးပဲအနေ6ဘူးအစား6ဘူးပဲသဘောပေါက်လားမင်းတို့မြောက်ပြီးခဲ့တဲ့ပြည်ဒီဦးတို့အိန္ဒြာကျော်စင်တို့တကြည်အခုဘလို့နေထားလဲလို့သဘောပေါက်လားမင်းတို့မြောက်ပြီးခဲ့တယ်လေစီဒီယန်နေလောက်ကြပါဟိုဘလို့ကျွတ်ပါလဲမိုက်ကြီးမိုက်ကြီးကိုင်တော့လေဟမ်ဘလို့မျိုးကျိုးစိုးပါလဲဘာညာပြောခဲ့တဲ့ဟာလေ ်အခုမဲရွေးကောက်ပွဲအတွက်မဲပေးစုဆိုတော့ဆိုင်းဘိုးရဲ့အောက်မှာဟာလာစကစုအမျိုးမျိုးနဲ့စီယုံကြီးတွေဆင်းနေပြီကဲမင်းတို့ဘလို့လုံးမလဲအဲ့ဒီကိစ္စတချက်ကောင်းဆင်းပြကြအောင်ဟမ်သွားလေမင်းတို့ဒလန်ဆိုပြီးတော့အဲ့ဒီလင်မယားတွေမင်းတို့တတ်တတ်လေကွာဟမ်ဒလန်ဆိုပြီးတတ်တတ်ပလားဟမ်အထူအပါပဲဘောပေါက်လားငါတို့လမ်းဘေးစကားနဲ့ပြောမယ်ဆိုရင် အထူဝါမသိဝါကြောချင်းခွာရင်စိတ်ကနဲ့အထူဝါနားမလဲရင်ဝတ်သားထုတ်ထူရအောင်ဆိုတာသဘောပေါက်လားမင်းတို့အဲ့ဒီလိုမျိုးပြောအောင်မင်းတို့လမ်းမေးစကားနဲ့သိလားလမ်းမေးစကားနဲ့ပြောမှမင်းတို့နားလဲမယ်ကောင်းနော်သဘောပေါက်လားဟုတ်ထိုင်းနိုင်ငံမှာအရင်တော့ထိုင်းနိုင်ငံမှာဟာအခုခေတ်ကောင်းလာတယ်ချင်းအမလေးပြေးလာကြတယ်အုံနဲ့ကြီးနဲ့ဟမ်မင်းတို့စိတ်တွေထိုင်းနိုင်ငံပြေးလို့လွတ်မဲ့များထင်တယ်လားဟမ် မြန်မာနိုင်ငံမှာမြန်မာနိုင်ငံမပုံနေကိုင်ဆောင်တာတာမင်းတို့ထိုင်းနိုင်ငံမင်းဘယ်နိုင်ငံလဲလို့မင်းခွန်ဖမခွန်မြန်မာဒါတော့ပဲသဘောပေါက်လားประเทศไหนလို့မင်းလို့ရှိလို့ရှိရင်ဘယ်နိုင်ငံလဲလို့မင်းประเทศမြန်မာประเทศประเทศဖမအဲဖမဆိုတာတို့မပြီးတာဖမဆိုတာဘာမဘာမနိုင်ငံမြန်မာနိုင်ငံဒါပဲမင်းတို့ပြောလို့ရမှာဒီတက်ပို့ပြောလို့မရဘူးသဘောပေါက်လား ဟိုမှာပရတစ်မွန်လို့ပြောတော့မှကျွေးတာဟိုမှာကမ္ဘူကမ္ဘူကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ဆင်ပြတဲ့ကျဲလေးပရတစ်မွန်လို့ပြောလို့ကျွေးတာအကျွေးခံနားလေလားဟမ်မင်းတို့ခေါင်းလေးသုံးညစဉ်းစားချိန်တန်ပြီးတော်လေးမင်းတို့စဉ်းစားချိန်တန်ပြီးမင်းတို့ငါတို့ပြောတယ်မင်းတို့ရဲ့တော်လှန်ရေးဆိုတာဘယ်တော့နိုင်မှာလဲဘလို့စကမ်းသွားမှာလဲဘလို့ပြီးဆုံးမှာလဲငါတို့ပြောခဲ့ မင်းတို့မင်းတို့ကလားဟာလားလေးဘောဟိုကလူပြောတဲ့စကားကိုနားမတော်ညင်လို့တစ်ဖက်ပိတ်ပြီးတော့မင်းတို့မင်းတို့ကြိုက်တဲ့လောက်ကတော့ပြန်ပြောလို့ရတယ်မြန်မာနိုင်ငံမှာမင်းတို့အဲ့လိုတောက်လောက်လို့မရဘူးဘောပေါ့အခုရွေးကောက်ပွဲဟမ်ဒီရေးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မင်းတို့ဘာကိုပွားပြီးတော့စပီအောင်တောက်လို့ရတယ်ချက်လောက်ပြောခြင်းဟမ်ဘာကိုမင်းတို့တောက်လို့ရအခုဟာဟာပြီးတဲ့အမှုပညာရှင်တွေတော့မှ ဟလာဟိုမှာငပိကျော်စားတဲ့ထဲပါဟွာကြပြိုင်ဟဲအခုဆိုအေးအေးငိုငိုရပြန်ပြီလေအဲ့ဒီအကြောင်းတရားလေကျွန်တော်မပြောဘူးကျွန်တော်ထိုင်ကြည့်နေတယ်တိလာဟိုမှာဟိုဘာလဲဟိုဘာလဲဟိုခေါ်တော့ခေါ်တော့ဝဲနဲ့ခေါ်တော့ဝဲနဲ့စစ်တပ်ကစစ်တပ်ကလည်းကြိတ်နေတယ်နော်ခေါ်တော့လည်းကြိတ်နေတယ်ဒီကောင်းနေမအေးလို့အဲ့မှာနဖန်းကြီးမှာ ်ဒီလားမင်းတို့ဟောနေပြောပြမယ်မြန်မာနိုင်ငံမြေပုံကိုဖဲဖို့မင်းတို့မစင်းသားနဲ့အဲ့ဒီခေါ်တော်တယ်လေမင်းတို့စိတ်တယ်မင်းတို့ရောင်းနေတယ်ဟမ်ဟဲ့အောင်ငါတို့တိုင်းရင်သားညီကူမော်တော်မားတွေဖြစ်နေလို့တတ်တတ်ညံ့ညာနိုင်ငံတော်လုံးနေတာမင်းတို့ငါတို့တိုင်းကြီးကိုနော်မင်းတို့ချီတဘွားချပြီးတော့မင်းတို့လာပြီးတော့နေမြေချက်ထွင်ဖို့မစင်းသားနဲ့သဘောပေါက်လားမင်းတို့ချီတဘွားချဖို့နေမြေချက်ထွင်တယ်ဟေးဆိုတာနဲ့ မြန်မာနိုင်ငံအတွက်မြန်မာနိုင်ငံအတွက်တော့စစ်သားကောင်းတွေအများကြီးရှိတယ်အဘောပေါက်လားအဲ့ဒီစစ်သားတွေကကိုယ်ထမင်းကိုစားပြီးစစ်တိုင်းမဲ့စစ်သားတွေနားလဲလားအခုငါတို့ငါတို့ပြည်သူငါတို့ညီကုံမောင်တော်မချင်းချင်းရန်ဖြစ်နေတာငါတို့ကငါတို့ညီကုံမောင်တော်မချင်းချင်းပြောပြရတယ်ငါတို့ပြည်ပေါင်းမှုသားတွေငါတို့ပြောပြရတယ်နာမထောင်တဲ့ကောင်နားလေးတဲ့ကောင်နားကန်းတဲ့ကောင်ကတော့ ဟုတ်လားစစ်တပ်ကဆုံးမလိုက်မယ်ကိုရီးယားတော့ဩဝါဒလာဟုတ်တယ်ပဲသွားတာဟုတ်တယ်ကျွန်တော်တွေ့တယ်ကျွန်တော်ကဒီရက်တည်းမှာတိတ်ပြီးတော့တရင်နေမှာဖမ်းနိုင်အေးကားနဲ့တော့တယ်နေရပြီဟုတ်တယ်သူတို့အမကလည်းဟိုအဲ့ဒီမှာဗျာရေကင်းရေစခန်းရှိတယ်အဲ့ဒီနေရာတွေသူတို့ကပိန်းထားတာဟုတ်လားအဲ့တော့တမတော်ကနေပြီးတော့ပြန်ပြီးထိုးစစ်ဆင်နေတယ်အာမြေပေါ်မြေအောက်အကော်လုံးနဲ့ ပြန်သိမ်းမယ်လေသူတို့ဟိုအချိန်ပေးတာဘွားကြီးလေဘာကြောင့်ဆိုတော့နိုင်ငံတကာကထောက်ခံကြရပါအဓိကဦးမင်းအောင်လိုင်ရဲ့လုံလုံပုံကဘာလဲဆိုတော့နိုင်ငံတကာရဲ့ထောက်ခံကြကိုသူကလိုချင်တာနော်ပြည်သူတွေကို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 မြင်တိုက်ရအောင်ဒီကောင်တွေဘလောက်ထိအကြမ်းဖက်တယ်လဲဒီကောင်တွေကလေးတွေကိုတော့တယ်မှာဘလို့ဆေးကျွေးပြီးတော့ဘလို့မျိုးစစ်တိုက်ခိုင်းတယ်လဲဆိုတာနေမြင်တိုက်ရအောင်ကျွန်တော်တို့ပြောတာကျွန်တော်တို့ကလည်း မကြမ်းပါဇန်နဲ့လေဟိုမသိနာဘလဲဗျာနာအာပြန်ကွီးလို့ကြီးပြောနေစကားတွေမဟုတ်ဘူးဘောပေါ့လားကျွန်တော်နဲ့အလုပ်တူတူလုပ်နေတယ်တိလာမွန်လေးတယောက်เนาะကျွန်တော်ကျွန်တော်တော်တော်ခင်ပါတယ်ကျွန်တော်လည်းသူ့ခင်တိလာတမဟာငါနေလာတာတဲ့တိလာတမဟာငါလာလာတော့ကြာပါပြီကြီးစားနဲ့ပြတ်သွားတာတော်တယ်မှာတဲ့ခမင်းမစားရအောင်လေစေးတစ်ချိန်လုံးစေးကြီးပဲတဲ့တစ်ချိန်လုံးစူး ဆေးဆူဆေးဆူတစ်ချိန်လုံးဘိုက်အဲဆေးစိန်ကြောင်းလိုက်တစ်ခါပြန်ဆူထမင်းရမစားရအောင်နောက်ကြကြနေတော့ဘလို့ဖြစ်လဲဆိုတော့နှခေါင်းနဲ့ပိုးရီးတွေပါကြာလာအဲ့မှာနောင်တော့တစ်ခါတည်းပြေဖို့ကြောက်ပြီးတော့အဲ့ဒီမှာထွက်ပြေးလာတာဘန်ကောရောက်လာနော်လက်စီအပန်တိတ်နေပါလားတကယ်တကယ်ကျွန်တော်တို့တွေက အမှန်တရားကြီးပြောတာကျွန်တော်တို့ပြောလိုက်တဲ့စကားဘဒူးအတွမ်းမှထိခိုက်မှုမရှိနစ်နာမှုမရှိအဲ့လိုမျိုးပြောလို့ကျွန်တော်တို့ကျွန်တော်တို့တော့စီးပွားရေးအများကြီးထိခိုက်ခဲ့တယ်နစ်နာခဲ့တယ်စဉ်းစားကျွန်တော်ဆိုရင်ကျွန်တော်ဘဝကျွန်တော်မိသားစုဘဝစိတ်ဆပ်ဖို့ဘာလို့လို့လုံးဝမှကျွန်တော်ကပလန်မရှိဘူးရယ်နော် အဲ့ဒါကျွန်တော် ကျွန်တော်နိုင်ငံသူကျွန်တော်နိုင်ငံမာရီအတွက်ကျွန်တော်ထားတဲ့ကျွန်တော်ရဲ့စေတနာကျွန်တော်ရဲ့ဘာသာတရားကျွန်တော်ရဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့ယဉ်ကျေးမှု ကျွန်တော်တို့တိုင်းပြည်ရဲ့ဘာသာတရားကျွန်တော်တို့တိုင်းပြည်ရဲ့တမိုင်းကြောင်းတွေကျွန်တော်တို့တိုင်းပြည်ရဲ့ပြည်သူပြည်သားကျွန်တော်တို့ညီကိုမောင်နှမတွေအသိတရားရဖို့သူတို့အတွက်ထားတဲ့စေတနာမေတ္တာတွေရောက်ဒါမဲ့ကျွန်တော်ဘာမှကျွန်တော်ပြောဖို့ဟာကျွန်တော်မှအင်္ဂါစုံစုံလင်လင်ရှိတယ် ကျွန်တော်အသက်ရွယ်လှုပ်ဆောင်နိုင်စင်စင်လေးနော်ကျွန်တော်ဘယ်တောင်မှလောကမှာချမ်းသာခြင်းတဲ့အလူကသူ့အတူအချိန်တိုင်းချမ်းသာတော့နော်ဒါပေမဲ့ပြင်းဖို့တော့မရဘူးဘောနော်ကျွန်တော်တို့ကငပြင်းနေမဟုတ်ဘူးအချိန်ကြီးအလုံးမရှိရင်စီးတဲ့လုံးစာလုံးမဆိုတာကြီးပဲကျွန်တော်တို့ရနော်မရရတဲ့လုံးစာလုံးတာအဲကြောင့်မို့လို့ကျွန်တော်မကြောက်တော့ မှန်သောလမ်းစဉ်ကိုပြောပြတယ်လူငယ်တွေကျွန်တော်တို့ NLD ငါးနှစ်အုပ်ချုပ်လိုက်တဲ့အချိန်မှာအဲ့ဒီအချိန်မှာတက်တက်လာတဲ့လူငယ်တွေကစိတ်ကစားဆက်ဆံတဲ့အတွေးခေါ်တွေမရှိကြဘူးအကုန်လုံးကစိတ်ကစားဆက်ဆံတော့တဲ့လားသူတို့ကမိဘကိုပြန်ပြောလဲသူတို့စိတ်ထဲကအကျိုးဝင်တယ်မိဘလည်းပြန်ပြောလို့ရတယ်ကျွန်တော်တို့ရဲ့ မျိုးရိုးတွေကျွန်တော်တို့ရဲ့ယဉ်ကျေးမှုတွေမှာမိဘကိုပြန်ပြောတဲ့သားသမီးတွေဟာလားမိဘတွေဆရာသမားတွေဟာလားဆရာတော်တွေဘလို့ဆူဆုံးမထားကြလဲဒါတွေတို့ကလက်မခံသူတို့ဟာသူတို့သိထင်ကြီးတဲ့ American system မျိုးဟမ်အသက်ဆက်စနေပြည့်ရင်ဟာလားအသက်ဆက်စနေပြည့်ရင်မိဘရဲ့ရင်ခွင်မှာမနေတော့ဘူးတိုးတိမ်ထူထောင်ပြီးကိုယ့်ကိုနေခြင်းလိုလိုနေမှာပေါ့လို့ပယ်သားနေမှာ ဟဲ့လားအဲ့လိုပုံစံမျိုးတို့ကနေခြင်းညာမဲတူဘူးယဉ်ကျေးမှုတွေမတူဘူးနော်ဒါတွေကိုတို့နားမလဲဘူးကျွန်တော်တို့တိုင်းပြည်ယဉ်ကျေးမှုနဲ့တို့တိုင်းပြည်ယဉ်ကျေးမှုနဲ့ကွာဟမှုတွေအများကြီးဘောပေါ့တို့တိုင်းကြီးကတမိုင်းကြောင်လဲဘာမှမရှိအမေရိကန်တို့ကတမိုင်းကြောင်ဘလောက်မှမရှိနစ်နေရဆုံးဆုံးမဲ့ကျွန်တော်တို့တိုင်းပြည်တမိုင်းကြောင်ကြီးဘလောက်စီလျားလဲ ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုတွေဟုတ်ကဘာကဘာအပိမပြုခံနိုင်ရတဲ့ယဉ်ကျေးမှုအခုဆိုဗျာဒီမှာပစိုးလေးနဲ့မိန်ကလေးဆိုထမိန်လေးနဲ့ဟုတ်ဘလောက်ဒီတံမိုးစီလဲတကဘာလုံးလိုက်စကြီးပစိုးတွေထမိန်တွေကိုတသက်ရရနဲ့ဝတ်နိုင်တဲ့တိုင်းကြီးဘယ်နှခုစီတလဲဘယ်နှခုစီလဲစကြီးအခုတိုင်းတိုင်းကမင်းသမီးလားဘာလားမသိဘူးမြန်မာအကြောင်းမူပုံစံမျိုး ဟာလဲဟိုចောင်းစိမ့်အင်ကြီးနဲ့ចောင်းစိမ့်ထမိန်နဲ့တွေ့လားလူများတိုင်းကြီးကအတုတွေကိုးပြီးတော့လိုက်လုံနေကြတာဟမ်ငါတို့ကုံယူသွားမှလေကွာသတ်သိငယ်စရာမဟုတ်ဘူးဟောတော့လားကျွန်တော်တိုင်းကြီးရဲ့အမွေနှစ်တွေဒါရီကိုကျွန်တော်တို့ကထိန်သိမ်းရမယ်စောင်းစောင်းရမယ်ကာကွယ်ရမယ်အများကြီးကျွန်တော်တို့ရဲ့တမိုင်းကြောင်းလေးကျွန်တော်တို့ရဲ့ယဉ်ကျေးမှုလေး ဒါတွေကို လူငယ်တွေက နားမလည်ခဲ့ဘူးမကန်ကွယ်ခဲ့ဘူးဟေးဆိုရင်ညာမကြခင်ကွယ်ပြောက်သွားမှာဖုန်းနေလောက်အောင်မဲ့ကျွန်တော်တို့ဘာသာတရားကျွန်တော်တို့ယဉ်ကျေးမှုတွေဟွကျွန်တော်ပြောတယ်ခဏခဏပြောတယ်ကျွန်တော်ပြောနေတာကျွန်တော်အမျိုးသားကြီးတယောက်ခံယူထားတဲ့မျိုးသားကြီးသမားစစ်စစ်တော့မဟုတ်ပါဘူးဗျာဟာလာမျိုးသားကြီးသမားစားဆရာကြီးတွေကျွန်တော်တို့ဥထိတ်ထားတယ်သူတို့ရဲ့လှုပ်ဆောင်ချက်တွေ ဟုတ်လားဟိုမှာဦးကိုဝင်ကိုကိုလာတော့ဆိုရင်ဒါကျွန်တော်လည်းတော်တော်ရင်းရင်းနှီးရှိပါတယ်ကျွန်တော်လေးစားရတဲ့ပုံကနော်ကျွန်တော်လည်းတတ်တူရွယ်လူဆိုပေမဲ့သူ့ရဲ့အသိဉာဏ်ဘူးသူကကျွန်တော်တို့ကတ်လို့မရကျွန်တော်စကားတွေပြောရတယ်အမြဲတမ်းဘလောက်ကမိုးရှိတယ်ဟုတ်လားဒါမျိုးတွေကျွန်တော်တို့ကရှိကန်းမှာဘာသာတရားနဲ့ပတ်သက်ပြီးယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ အခုကျွန်တော်တို့အမျိုးသားရေးကိုအခြေခံနေရေးဆိုတာလူများဘာသာတရားကိုစော်ဟားဖို့ပြောနေစကားတခုမှမအောင်တော့ကျွန်တော်ဘယ်ဘာသာမှမစော်ဟားဘူးကျွန်တော်တို့တိုင်းမှာဘာသာကြီး၄ဘာသာရှိတယ်နော်အစ္စလမ်ရှိတယ်ဟိန္ဒူရှိတယ်ဗုဒ္ဓဘာသာရှိတယ်ခရစ်ယာန်ရှိတယ်ဘယ်ဘာသာတရားမှကျွန်တော်မလေးလားအိုးဟာလဲဘယ်ဘာသာတရားမှကျွန်တော်မစော်ဟားဘူးနော်တိုင်းကြီးထဲမှာတီဆဲဥပဒေရှိတယ်နော်ဒီတီဆဲဥပဒေကို လေးစားလိုက်နာတော့ဘယ်ဘာသာဝင်ဆိုအကျိုးခံစားဝင်စီစင်းစင်းလေးဒီနေရာမှာကျွန်တော်ပြောနေတာကအမျိုးသားရေးသမားဆိုတာကျွန်တော်တို့ရဲ့နောင်လာမဲ့မျိုးဆက်ကလေးတွေအတွက်ကျွန်တော်တို့ဘာသာတရားကျွန်တော်တို့ယဉ်ကျေးမှုကျွန်တော်တို့ပမိုင်းရောကာကွယ်စောက်စောက်တောင်းအနေလက်ထက်ကအများကြီးဖြတ်စီခဲ့တာဟမ်ဆရာတော်တွေတရားပွဲတွေကျောင်းဦးတွေဖောက်လို့ဖောက်ဒါကျွန်တော်တို့မျိုးတွေတွေ့ပါတယ် ဟမ်ဖျားရင်းပြင်းမှာအခြားပါလာဝင်တွေကလာပြီးတော့ဟာဘာလောက်တာမှမသိဘူးဟမ်နော်ကိုရင်လေးတွေအောက်မှာထိုင်ခိုင်းပြီးတော့အခြားပါသာဝင်တွေခုံမှာထိုင်ခိုင်းတာတွေဟမ်ဆရာတော်သံဃာတော်တွေနဲ့သမင်းတဝိုင်းနဲ့စားခိုင်းတာတွေအများကြီးပေါ်လို့ပဲသာလောက်ရက်ဒီဟမ်နောက်ပြီးတော့ကျွန်တော်ပါလာတရားမှာလိန်ကိစားတွေလိန်ဆက်လိန်လိန်ပညာပေးဇက်ဟိုရင်းနေအစင်းဆုံးပြောရင် အတက်တန်ကြောင်းသားအရွယ်ဆိုတာအရန်စိတ်ကစားတွေရဒီလိုအရွယ်ဒီမှာဒီလိုကိစ္စတွေသင်စေအောင်မလို့ပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကတော့တာသမီးမိန်းကလေးတွေကိုသူတို့ရဲ့မိခင်တွေကနော်ယဉ်ကျေးမှုရထိမ့်သိမ့်ကောက်ကွယ်စောက်စောက်တာပြီးသား။သူတို့မိဘတွေသင်ပြီးပြီးသား။ခင်ဗျားတို့ကသင်ပြီးတဲ့သင်ပြီးတာနဲ့မတူဘူး။ဒီကလေးတွေကိုလိန်စိတ်ကြွလမ်းပြပေးတယ်လို့ပြောနေတယ်။နားလဲ။ အများကြီး NLD ငါးနှစ်မှာကျွန်တော်တို့ရဲ့ကလေးတွေကိုဖျက်ဆီးသွားတယ်ကလေးကျွန်တော်တို့ကလေးတွေရဲ့အသိဉာဏ်တွေဖျက်ဆီးသွားတာအများကြီးเนาะကျွန်တော်နာခဲ့တယ်ရန်နေအများကြီးဖြစ်ခဲ့တယ်ကျွန်တော်တို့သိလားကျွန်တော်ကောင်းကောင်းသိတယ်ဟောအဲ့ဒီရောက်မလို့ကျွန်တော်တို့ကအမျိုးသားကြီးကိုအခြေခံတော်ညာလဲကျွန်တော်တို့ရဲ့အမျိုးသားကြီးကပွားနေတဲ့လမ်းစဉ်က ကျွန်တော်တို့တသားမိမိတွေနောင်လာမဲ့မျိုးဆက်တစ်တွေဟာကိုဘာသာကိုယဉ်ကျေးမှု ကိုတိုင်းပြည်ကိုဘလို့ကောက်ွယ်စောဆောင်းရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကပြောပြရတယ်နိုင်ငံတိုင်းနိုင်ငံတိုင်းမှာစစ်တပ်ရှိတယ်ကျွန်တော်တို့တိုင်းပြည်မှာလည်းစစ်တပ်ရှိတယ်စင်စင်လေးဒါကိုကျွန်တော်တို့ကစစ်တပ်ကိုမျက်ွယ်ပြုလို့မရဘူးမောင်ဖြူမကောင်းရင်မောင်ဖြူဘူဂျုံမောင်ဖြူမောင်နီမကောင်းရင်ဘူဂျုံမောင်နီ ်ခမားတို့အဲ့လိုနာမည်တက်ပြီးပြောရမှာဟွဒီ SD juicing တစ်ခုလုံးကိုခမားတို့ဟုတ်လားဝလုံးချီသုံးတဲ့ပုံစံမျိုးနဲ့ပတ်မရမ်းရအောင်ပတ်ရမ်းလို့မရအောင်ဟောပေါ့လားခမားတို့အဲ့ဒီအခုထူထောင်လာတဲ့တက်မတော်မြမတက်မတော်ဟာနှစ်ပေါ်ဘလောက်ကြာပါဘူးဟမ်အဲ့ဒီတက်မတော်အခုကြည့်ဗယံပရဆိုတာမရှိဘူးပေါလို့ပဲသားတွေမရှိဘူး ဟိုမှာနေမျိုးစုံမျိုးလို့កောင်မျိုးပြီးတွေ့လားပေါ့လို့ဘယ်သားလောက်တယ်တခါလည်းဖြုတ်ထုတ်တာအဲ့လိုဖြုတ်ထွက်လာတဲ့កောင်ကြတော့កောင်တွေကဘာလောက်လဲဆိုတော့ဟမ်တော်လိုင်းရင်တတ်မတော်ဆိုတော့ပြန်လဲဖွဲ့စီပြီးတော့ဗယံမရာလောက်တာဟမ်အမိကျက်မိစားခေါင်းကျက်ခေါင်းစားလမ်းစင်းတွေလောက်တာငကိုတွေကဒီကောင်တွေကစီကံမှမရှိတာဟုတ်တော့လားသားတပည့်ပါမယာမှလည်းမသိဟမ်အမိကျက်မိစားခေါင်းကျက်ခေါင်းစားစိတ်ဓာတ်နဲ့ နိုင်ငံကတမတော်ထဲမှာဒီလိုမျိုးအရင်ချင်းနေလက်မခံဘူးဟုတ်တော့ဟလားဟင်အခုငါတို့ကျွန်တော်တို့တမတော်ရဲ့ဟလားဖွဲ့စည်းပုံမှာနော်ကျွန်တော်ပြောပြမယ်လက်တော်ငါးချောင်းအတို့အစီအမကြီးတမတော်သားကြီးထဲမှာလည်းမရှိဘူးမဟုတ်ရှိတယ်သို့ပေမဲ့အတူအတက်လူကြီးတွေမသိလို့အဲ့ဒီဥပဒေအဲ့ဒီဖြစ်တဲ့ကို ဟုတ်လားမချမှတ်လိုက်တာပဲရှိတယ်အပြစ်တန်တည်တဲ့နေ့ဟုတ်လား तू အပြစ်ကျူးလွန်တာတည်တဲ့နေ့အဲ့ဒီစစ်သားပြည်ဟုတ်လားတက်ချပြည်အရာရှိပဲပြည်ဘာပြည် तू အပြစ်တန် तू ပေးစားတာပြီးစစ်တပ်တွေကနေပြီးခွာတာဟမ်ဒါအခုမှမဟုတ်ဟိုငကူတွေကလည်းဒီလိုပဲခွာနေတာတမတော်ဆိုတာမတတော်မှာကွာအမောပေါ့မတတော်မှာနဲ့ဖွဲ့စည်းတာတာ တကွေးတန်တမိတ်ဆိုတာအလဲကားထားတာမဟုတ်ဘူးမားတော်မားမို့လို့ထားလာတာကွာသိလားငါတို့စကားပြောမိုက်ရိုင်းနေပြီဆိုတာစစ်တပ်ထဲကိုမမီဘူးသဘောပေါက်လားမင်းတို့ဟုဟာမင်းတို့တော်လှန်ရေးဟာ PDF ဆိုတဲ့စစ်သားတွေဆိုပြီးတော့မင်းတို့ကြွေးကြော်တော့ကောင်းတယ်တကြီးဘလို့နေထားလဲလို့ဟမ်တူလားမြန်မာတပ်မတော်ကစစ်သားနေဟမ်မင်းတို့ PDF ကောင်းတယ်တူလား မင်းတို့ကပေါလို့ပဲသားတွေပေါလို့ပဲသားတွေကစုထားပြီးပေါလို့ပဲသားတွေလုံးလို့တာ